မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဘတ်တဲကနဘတ်144နိဂုဏ်ထဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့မိအားဖျားပြု၍ပူဇော်ရန်ထားသောနှွားကို မုတ်ဆူစားသွားတဲ့ဖြစ်အမိကိုတာကြွေး၍မိကိုပြစ်တင်သောယတိအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝေလူဝန်ကျောင်း၌တရင်သုံးတော်မူစဉ် တက္ကဒွန်းတို့သည်ကျောင်းတော်၏အနောက်ပြင်ဝဲထူးထူးအပြားပြားသောမိစ္ဆာအကျင့်ကိုကြည်ကြကုန်၏တချို့တက္ကဒွန်းတို့သည်စောက်ကြောထိုင်၍လုံလာပြုကုန်၏တချို့လင်းတို့ကဲ့သို့တွဲလျာဆွဲကုန်၏တချို့စူးပေါ်၌အိတ်ကုန်၏တချို့ပင်စာရကအစသော အကျင့်ကိုကျင့်ကုန်၏ထိုအခါရဟန်းတို့သည် မိစ္ဆာအကျင့်ကိုမြင်ကုန်၍မြတ်စွာဘုရားအားအရှင်မယားမိစ္ဆာအကျင့်ကိုမြင်၍တစုံတစ်ခုသောကုတုတည်း၎င်းအကျိုးစီးပွားတည်း၎င်းရှိပါသလိုဟုလျှောက်ထားကြကုန်၏ယဟန်းတို့မိစ္ဆာအကျင့်ကိုမြင်၍ကုတုတည်း၎င်းအကျိုးစီးပွားတည်း၎င်းမရှိရှေးပညာရှိတို့သည်မိစ္ဆာအကျင့်ကိုမြင်၍ကုတုဖြစ်လိမ့်မည်အကျိုးစီးပွားရှိလိမ့်မည်ဟုမှတ်ထင်လျက်ဝေဖွာတော်နေ၌ယူအပ်တော်မိကိုယူ၍တောကိုဝင်လျက်မိကိုပူဇော်ခဲ့ရာ ုံတစ်ခုတော့ကျိုးစီးပွားကိုမမြင်တဲ့ဖြစ်ထိုမီးကိုငိမ့်သက်ကကတိုင်းပရိကံပြု၍ဇံအပင်ညာကိုဖြစ်စေလျက်မြမပြည်တို့လာဘူးပြည်ကိုမိတော်မူကအောက်ပါဒိဆက်ကိုဆောင်းတော်မူသည်လွန်လေပြီးသောအခါဗဒနတိပြည်ဝဲပြံမတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ဥဒိစ္စဘုံနာမျိုး၌ဖြစ်၍ဖွားမြင်သောနေ၌မိဘနှစ်ပါးတို့မိကိုယူ၍ထားကြကုန်၏16နှစ်အရွယ်တို့ရောက်သောအခါအမိအဖတို့သည်စစ်တာတင်ဖွားမြင်သောနေ၌မိကိုယူထားကြသည်အကယ်၍ ၍အိမ်၌နေလိုအပ်ဘီရင်သုံးပုံကိုတင်လော့အကယ်၍မြမပြည်တို့သွားလိုအပ်အမိကိုယူပြီးလျင်တောတို့ဝင်၍မိကိုလှုပ်ကြွေးကမြမကြီးတို့ကိုနှစ်သက်စေ၍မြမပြည်တို့သွားလောဟုဆိုကြကုန်၏ပုံနာငယ်သည် အမိဖတို့စကားကိုကြားလျင်အကျွန်ုပ်ကအိမ်၌နေခြင်းကအလိုမရှိဟုဆိုကမိကိုယူ၍တောတို့ဝင်ပြီးလျင်ကျောင်းဖန်ဆင်းကမိကိုလှုပ်ကြွေးလျက်တောတွင်နေလေ၏ တနေ့တနိုင်ဘိစံဒရရွာငယ်အလူမနွားငယ်တကောင်ကိုရရွေးကျောင်းတို့ဆောင်ယူပြီးလျင်အရှင်မီးကိုစားစေအံ့စားလဲမရှိ ဖုန်ကြီးတော်မီသည်စားမပါတော့နွားသားကိုစားနိုင်မည်မဟုတ် ရွာမှစားကိုစောင်းယူကအရှင်မီးကို စားနေတကွနွားသားကို စားစီအံ့ဟုကြံစီပြီးလျင်နွားကိုကြောင်းနေချီလျက်စားယူရင်ရွာတို့သွားလိမ့်ထိုကမုတ်ဆိုးတို့သည်ထိုရက်တို့လာလက်၍ကြောင်းနေချီသားတော်နွားကိုမြင်လျင်တက်၍ချက်ပြုတ်စားတောက်ပြီးလျင် အမိချေလက်အရေတို့ကိုထိုရက်၌ပင်ထားခဲ့၍အသားကိုယူ၍သွားကြ၏ ပုံနာလာလဲ၍အမိခြေလက်အရေတို့ကိုမြင်လျင်ဖုန်ကြီးလာတော့ဤမိကမိမိစားဖို့ထားခဲ့သောဥစ္စာကိုမျှမဆောက်ချောင်းနိုင်ငါ့ကိုကအဘယ်မှာဆောက်ချောင်းနိုင်အံ့နေဤမိကိုလှုပ်ကြွေးခြင်းဖြင့်အကျိုးမရှိဤမိကိုလှုပ်ကြွေးခြင်းအကြောင်းကြောင့်ကုသိုလ်လည်းမဖြစ်တစုံတရာအကျိုးစီးပွားလည်းမရှိဟုကြံစီလျက်မိကိုလှုပ်ကြွေးရန်အလိုဆန္ဒမရှိတော့တဖြစ် ။ဟိုရုံမာတော်မီတင်းဒီမိမိဥစ္စာဖြစ်တော်နွားကိုမဆောက်ရှောက်နိုင်အဘယ်မှာငါ့ကိုဆောက်ရှောက်နိုင်အန်းမီအမဲဖြစ်လှုပ်ကြွေထိုက်တော်တင့်အားအမဲမရှိတော့တဲ့အတွက်အမီးဖြစ်လှုပ်ကြွေပါဤအမီးကိုသာအလူခံတော်မူပါဟုအမီးကိုမိသေးတို့ထဲ၍ပြောင်းလောင်ပြောဆိုကာမိကိုရေဖြစ်ညင်းတက်၍ယတိယဟံပြုလေ၏။အဘိညာဉ်တမာဘက်ကို ဖြစ်စေ၍တေလွန်တော်အခါဗမပြည်တို့လာရ၏။ ဤသို့လျှင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္တုတို့ကိုအနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့တို့အကာမီးကိုငြိမ်၍တတ်တော်ယသိသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်နိဂုဋ္ဌဆက်တော်ဤတွင်ပြီးအခုလိုပပြခွေရအောင်ကျေးဇူးပြုပေးကြတူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားတောင်ပေးကြတူများအလုံးလည်းနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ။